မက္ကဆီကိုနိုင်ငံကတရုတ်နိုင်ငံရဲ့သွင်းကုန်တွေအပေါ် တွင်းကုံခွန်တိုးမြင့်လိုက်တာကြောင့်တရုတ်အမေရိကန်ဂုံသွယ်ရေးစစ်ပွဲဟာတခြားတတိယနိုင်ငံတွေကိုပါပတ်သက်လာစီပြီးဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံကဂုံသွယ်ခွန်အစ်စ်သတ်မှတ်ချက်နဲ့တရုတ်နိုင်ငံရဲ့တခြားဂုံပစ္စည်းတွေအပေါ်ဂုံသွယ်ရေးသတ်မှတ်ချက်လောက်တာအာလောက်လာတာကို တရုတ်နိုင်ငံကစုံစမ်းစစ်ဆေးမှုတွေစတင်လိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးဝန်ကြီးကဂျာတာဘရီနေမှာပေါ့လေဒီတရုတ်နိုင်ငံလို့လွတ်လပ်စွာကုန်သွယ်ရေးသ ဘောတူညီမှုမရှိတဲ့နိုင်ငံတွေက ကုန်ပစ္စည်းတွေကို အခွန်တိုးကောက်ဖို့အဆိုပြုခဲ့ပါတယ်။ဒါဟာတရုတ်ကုမ္ပဏီတွေရဲ့ကုန်သွယ်ရေးနဲ့ယင်းနီမြုံနံမှုအကျိုးစီးပွားတွေကိုပြင်းပြင်းထန်ထန်ပျက်စီးစေမှာဖြစ်ပါတယ်။ဒီလထဲမှာမက္ကဆီကိုနိုင်ငံကတရုတ်နိုင်ငံကတင်ပို့လာတဲ့အာဒီကားတွေကိုကုန်သွယ်ခွန်50ရာခိုင်နှုန်းကောက်မယ်လို့ကြေညာခဲ့ပါတယ်။ အဲ့ဒီကြီးညာချက်ဟာမက္ကဆီကိုနိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်မရှိတဲ့တရုတ်နဲ့တခြားနိုင်ငံတွေအားလုံးကိုတက်ရောက်မှဖြစ်ပြီးအဝတ်အထည်ကနေတန်တယ်တွေအထိကုန်ပစ္စည်းအမျိုးပေါင်း1400ပါဝင်ပါတယ်။မက္ကဆီကိုရဲ့သမ္မတကလော်ဒီယာရှိုင်းဘောင်ကတော့ဒီအခွန်တိုးတာဟာပထဝီနိုင်ငံကြီးတင်းမာမှုနဲ့ပတ်သက်မှုမရှိဘူးလို့ပြောပါတယ်။တရုတ်နိုင်ငံနဲ့အကြမ်းမှဆိုရင်ပဋိပက္ခဖြစ်အောင်လုပ်နေတာမဟုတ်ဘူးလို့လည်းသူမကပြောထားပါတယ်။ တယ်။သူမအနေနဲ့ပြည်ရင်းလုပ်ငန်းတွေကို မြင့်တင်ဖို့စူးစမ်းနေတာဒါဖြစ်တယ်လို့ဆိုပါတယ်။